ဒေသခံပြည်သူတွေရဲ့လွတ်လပ်တဲ့ဆန္ဒနဲ့ရေကောက်ပွဲမှာပအဝင်ဆန္ဒမဲပြူတာအတွက် ထိခိုက်နစ်နာဆုံးရှုံးမှုမရှိစေဖို့အဖွဲ့ဆောင်ပူးပေါင်းမှုနဲ့ကာကွယ်ဆောင်ရွက်မယ်လို့ကရင်လက်နက်ကိုင်သုံးဘွဲ့ကရေကောက်ပွဲဆန်ရပိုးရဲသဘောထားထုတ်ပြန်ချက်ကိုထုတ်ပြန်ခဲ့ပါတယ်။ ကင်ပြည်နယ်ဒေသခံကင်တိုင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့အစိမ့်မြင့်ခေါင်းဆောင်တွေတွေ့ဆုံဆွေးနွေးပွဲကိုစက်တဘာ28ရက်မှာနေကြားဆောင်တက်ကရင်ပြည်နယ်အမတ်နှစ်တက်နယ်ဌာနချုပ်မှကျင်းပခဲ့ရာဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKP နေကြားဆောင်တက်ကရင်ပြည်နယ် BTF နဲ့ကရင်အမျိုးသားအစည်းအရုံးကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ငြိမ်းချမ်းရေးကောင်စီ KNU KNL PC အဖွဲ့တို့ကအစင်းမြင့်ခေါင်းဆောင်တွေတက်ရောက်ခဲ့ပြီးကရင်ပြည်နယ်နဲ့ပြည်သူလူထုတို့ရဲ့အနာဂတ်အတွက်လေးနက်စွာတွေးဆဆွေးနွေးခဲ့ကဒီလိုသဘောထားထုတ်ပြန်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ကရင်ပြည်နယ်ရဲ့လက်ရှိအစီရင်နိုင်ငံရေးအခြေအနေအရေးရဲ့အပေါ်လေးလာသုံးသပ်ကြပြီး2025ခုနှစ်ဒသမလနဲ့2026ခုနှစ်ဇန်နဝါရီလရောမှာကျင်းပမယ့်မြန်မာနိုင်ငံရဲ့ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဟာပြည်တော်စုမြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ပဋိပက္ခပေါင်းစုံကိုဖြည့်ဆည်းနိုင်မဲ့ဒီမိုကရေစီနီလန်းကြတဲ့ ပြည်သူ့ရွေးကောက်ခံအစိုးရတရက်ပေါ်ထွန်းစေပြီးမြန်မာနိုင်ငံရဲ့တည်ငြိမ်အေးချမ်းရေးနဲ့ဖွံ့ဖြိုးရေးကိုဖော်ဆောင်နိုင်မယ့်အပြင်ကင်ပြည်နယ်နဲ့ပြည်သူတွေရဲ့ဘဝကိုပါအေးချမ်းတည်ငြိမ်အောင်ဖန်တီးပေးနိုင်မယ်လို့သုံးသပ်ဆွေးနွေးယူဆကြကြောင်းထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။အဆိုပါပါတီစုံဒီမိုကရေစီရဲ့ထွေထွေရွေးကောက်ပွဲမှာပါဝင်ဆန္ဒပြုကြမဲ့ဒေသခံပြည်သူတွေရဲ့ လွတ်လပ်တဲ့သဘောဆန္ဒအရပိုးပေါင်းပါဝင်နိုင်မှုကိုအလေးထားအတိအမှတ်ပြုကောင်းဒီမိုကရေစီစံချိန်စံညွှန်းတွေကိုလေးစားတံမိုးထားပြီးလွတ်လပ်တဲ့ဆန္ဒနဲ့ရွေးကောက်ပွဲမှာပါဝင်ဆန္ဒမဲပြုခြင်းအတွက်ထိခိုက်နစ်နာဆုံးရှုံးမှုမရှိစေဖို့အဖွဲ့ဆောင်ပူးပေါင်းမှုနဲ့ကာကွယ်ဆောင်ရွက်သွားမှာဖြစ်ကြောင်းနဲ့ပါတီစုံဒီမိုကရေစီစနစ်နဲ့ပြည်သူတွေရဲ့တည်ငြိမ်အေးချမ်းတဲ့ဘဝကိုဖော်ဆောင်နိုင်ရေးအတွက်အပြည့်အဝပူးပေါင်းဆောင်ရွက်သွားမယ်လို့ပူရဲသဘောထားထုတ်ပြန်ကြောင်းဖော်ပြပါရှိပါတယ်။